ကျသာပိသာသူမိတ်ဆွေများအလုံးမင်္ဂလာပါကျသာပိသာသူတွေအတွက်ကိုကံနေစကောင်းဝင်နေစီးပွားတွေစပြီးတက်မဲ့နေလုပ်ငန်းတွေစပြီးတိုးတက်မဲ့နှစ်တစ်နှစ်ကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့လောကရန်၈ပါးမှာအကောင်းလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးကိုကျွန်တော်ထည့်မပြောတော့ဘူးကောင်းကျိုးချမ်းသာဒုက္ခတွေရမယ်အကောင်းလောကရန်၄ပါးလင်းနှစ်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကျသာပိသာသူမိသူမဆို ရာဟုတက်ရောက်ရာတော်လို့ခေါ်တဲ့ရာဟုတက်ရောက်ရောက်လာရင်ဘဝအတိတ်ပြန်ဆားရတယ်လေစီးပွားရေးတွေလုပ်ငန်းတွေအားလုံးပြန်ကောင်းလာတယ်တယ်အရင်တော့ဘလောက်ပဲညံ့နေကြီးပဲအဲ့ဒီတော့ကြာသပြီးသားသမီးမိသူမဆိုအသက်10နှစ်16 26 34 42 50 58 66 84 60 90အဲ့ဒီတွေရာဟုတက်ရောက်ဖြစ်တဲ့တော့ကြာသပြီးသားသမီးမိသူမဆိုလက်ကမောက်ခတ်လို့ရပြီဘဝပြန်ပြီးတော့နလန်းထူလာမယ် ပြန်ပြီးအောင်လန်ထူလာမယ်နှစ်စကောင်းလာမယ်နှစ်ချင်းနှစ်ဖြစ်ပါတယ်ဒါပေမဲ့ရာဟုတက်ရောက်တာထုံးစံအတိုင်းပဲအိမ်တော်ရေးကိစ္စလူမှုရေးကိစ္စတွေရှုပ်ထွေးဖြစ်တဲ့တည်းမိမကိစ္စချောင်ရှားတဲ့အခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာရှုပ်ထွေးလို့မရဘူးအဲ့လိုရှုပ်ထွေးမှုတွေပြုလုပ်တယ်ဆိုရင်အရှုပ်ထွေးတွေဖြစ်ပေါ်လာရင်လက်ပိတ်တတ်ပါတယ်ကောင်းလာရှေ့ကောင်းလာမဲ့နှစ်တွေမှာလည်းအញ្ញန့်ခိုက်တယ်ဖြစ်ပေါ်လာတယ်ပါတယ်ဥပမာရှေ့လာမဲ့စီးပွားတက်မဲ့နှစ်တွေဒီပေါင်းမဲ့နှစ်တွေ ိုးသိရင်ဒီဝင်နေနှစ်ဝင်မဲ့နှစ်တင်မှာကိုယ့်ရဲ့ကံတရာတွေကပိတ်ဆို့ပြီးတော့ညံ့သွားတတ်ပါတယ်အဲ့တော့မိန်းမကိစ္စတွေလူမျိုးကိစ္စတွေရှောင်ရှားတဲ့နှစ်ဖြစ်ပါတယ်အဲ့လိုရှောင်ရှားနိုင်ရင်တော့ကိုယ့်ရဲ့ကံကောင်းလာမယ်ငွေတွေဝင်လာမယ်သုံးပြီးလို့ထင်ရတဲ့ငွေတွေပြန်ရလာမယ်လူအများလည်းကိုယ်လေးစားချစ်ခင်လာမယ်ကိုပြောရမှာဆိုရမှာလေအောင်မြင်လာမှာဖြစ်ပါတယ်ကိုစင်ပတာချင်းတွေကပတ်စံထုတ်ပေးလာလို့လုပ်ငန်းလုပ်ဖို့ဆိုပြီးပတ်စံထုတ်ပေးလာတာမျိုးတွေမိသားစုကနေပြီးတော့ငွေတွေထုတ်ပေးလာတာမျိုးတွေကြုံတွေ့ရတဲ့ပါတယ် အဲ့တော့ကိုကဘာစားစားအရသာရှိနေမယ်ဘာဝွက်ဝွက်ကိုနဲ့လိုက်ပြီးတော့လှပနေမယ်နှစ်တနှစ်ဖြစ်ပါတယ်ကိုရောင်ကိုဝါးစပြီးတော့တောက်ပါလာတတ်တယ်နှစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့တခုတတိထားမှာစတာပိသားသမီးကဒီသူမျိုးအသက်၁၈နှစ်မှာသူတစ်ပါးရဲ့မတရားဆွဆဲပြောဆိုခြင်းကိုခံရတတ်တယ်နော်အဲရောင်းတဲ့ရောက်တယ်မှာပဲနော်သူတစ်ပါးရဲ့မတရားဆွဆဲပြောဆိုခြင်းကိုခံရတတ်တယ်စတာပိသားသမီး၁၈နှစ်မှာအဲ့လိုမျိုးအဖြစ်မခံအောင် လိုမျိုးမဖြစ်ပေါ်လာစေစာအုပ်တုံးစာတထုပ်ကိုဘိုးတကူးနဲ့ညက်နေ၃နိုင်မှာတောက်ကြတာတက်ကြီးရွယ်ကိုတူးကိုလှူဒန်းရမှာဖြစ်ပါတယ်။အော်ကျော်သားမိသားသမီးဘသူမဆိုအသက်26နှစ်မှာပဝင်းကျင်အထင်သေးတာလို့မတိုင်မတရားပြောဆိုခံရတာလို့ကြုံတွေ့တဲ့တည်းအဲ့လိုမဖြစ်ဖို့အတွက်ကိုစိတ်သားဟင်းနဲ့ထမင်းညံနေပြီးတော့ဘိုးတကူးနဲ့ညက်နေ၈နိုင်မှာငပြောဘက်ခင်းပြီးတော့ကိုယ်ဝုံပုံပြီးတော့လမ်းပေါ်ကခွေးတွေကိုကျွေးပြရမှာဖြစ်ပါတယ်။ အဲ့မှာဇာတာပိသသမီးတွေနေနေဟာမာဘုတ်တိကျွင်းဇာတာပိတွေနေနေဆိုရင်တော့အနေငယ်အညာခိုင်လေးဖြစ်တတ်တယ်အဲ့တော့မာဘုတ်တိကျွင်းဇာတာပိဆိုတာဇာတာပိသသမီးအဓိပတိဘွားတွေပေါ့နော်အဓိပတိဘွားတွေဆိုလိုရင်းဖြစ်ပါတယ်အဲ့တော့အညာခိုင်တွေဖြစ်ပေါ်လာပြီဆိုရင်ဇေလီတဆူဆူသွားပြီးတော့ရက်သက်စေလူရမ်းမယ်နော်သက်ကူရက်ကလေးတွေနောက်တစ်ချက်ရက်ဖရားရုပ်ပွားတော်ရင်ဘတ်တော်ရွှေပြားဆက်နှပြားချပြီးလှူဒါန်းမှာဖြစ်ပါတယ်။လောကဝိတုဆိုတဲ့ဂုံတော်ကို အတိတ်ကဘရင်းစိတ်ပေးရမှာဖြစ်ပါတယ်။နောက်ရွှေရင်းနလက်ကိုဖះမှာကြက်ကြက်ခတ်ပြီးလှူဒန်းရမှာဖြစ်ပါတယ်။ကြာပန်းဖြူရောင်လှူဒန်းရမှာဖြစ်ပါတယ်။နောက်ထပ်မှပြီးတော့ရာဟုတက်ရောက်စကောင်းမှုရဲ့ခါမှာရှေ့လာမနေ့တောက်ကြတက်ရောက်ပါတော့စီးပွားတွေစပြီးတက်တက်တယ်လုပ်ငန်းတွေစကောင်းမှုနဲ့အဲ့နှစ်ကတော့သတ္တဝိဒါသမီးတွေတောက်ကြတက်ရောက်ကြောက်တက်ပြီးအသက်ပိုင်းချစီးပွားတက်ပိုင်းနှစ်ကအသက်17 17 19 29နှစ်35နှစ်53 ပြီးတော့52နှစ်59 69 85 83နှစ်62နှစ်အိုင်းနှစ်တည်းကတောက်ကြတဲ့ရောက်ဖြစ်လဲဆိုစီးပွားရေးတွေလုပ်ငန်းတွေစကောင်းလာမယ်မွေးနေလဲတိုက်ထိတ်ရောက်နေတော့အမွေရတာမျိုးတွေမြေဝင်တာမျိုးတွေစီးပွားတက်တာမျိုးတွေယာလူတက်တာမျိုးတွေလုပ်ငန်းကိုင်ကတိုးတက်တာမျိုးတွေဖုန်းကိုတိုးတက်တာမျိုးတွေကြုံတွေ့ရမယ်ဖုန်းအသစ်တွေပါဝင်တက်တယ်မျက်မှန်အသစ်တွေပါဝင်တက်တယ်မြေတွေပါဝင်တက်တယ်ဒါပေမဲ့တခုတိထားမှာစကြဝဠာကြီးမြေတောက်ကြတက်ရောက်တယ်မှာအာသူဝိုင်းမသွားတယ်ဘူးနားရေးမသွားတယ်ဘူး နိုင်ဝယ်တာမျိုးတွေနိုင်လက်လက်ဆောင်ပေးရင်လည်းမယူတင်ဘူး။နောက်အိမ်မှာနိုင်အဟောင်းပြက်ဒီမထားတင်ဘူး။အဲ့တော့သုံးကြီးကြာသာပရိတွေအနေနဲ့ဆိုရင်တော့လေအညံ့ခိုက်တွေအနေချင်းပြစ်တယ်ပဲ။သုံးကြီးကြာသာပရိဆိုတာသုံးကြီးတိုက်ဖွားတွေအနေနဲ့ပေါ့နော်။ကြာသာပရိသားသမီးတွေအနေနဲ့ဆိုရင်ဒီတပ်ပိုင်းချမှာအညံ့ခိုက်တွေအနေချင်းကြုံတွေ့တတ်ပါတယ်။နောက်တစ်ချက်ဘုံဘူးနန်စစတရီနဲ့စုံထားတဲ့နာမည်ပိုင်ရှင်တွေဆိုရင်အညံ့ခိုက်ဖြစ်တတ်တယ်။အဲ့လိုနာမည်ပိုင်ရှင်တွေကြောင့်စိတ်ကြီး တာမျိုးတွေစိတ်နှောက်ယှက်ဖြစ်ရတာမျိုးတွေလည်းကြုံတွေ့တတ်ပါတယ်အဲ့တော့အထက်လူကြီးဆရာသမားတို့ပုံကုန်မျိုးတွေကိုကြီးရှုမစားတာမျိုးတွေဖြစ်တဲ့အတွက်မိကောင်းဆွေကောင်းတွေလည်းကြားလာတတ်တယ်နော်ယာရူးတွေတက်လာတယ်လာသာတိုးတာယာရူးတိုးတာမျိုးတွေကြုံတွေ့ရတယ်တဲ့အဲ့တော့အမွေရမယ်မြေဝင်မယ်စီးစဲဥစ္စာတွေတိုးတက်လာမယ်။နောက်ကျေးဇူးကိုယ့်ဘုံမှာကျေးဇူးရှိရသူကျေးဇူးရှင်တွေမိဘတွေပြန်ပြီးတော့ကြည်နိုင်မယ်။ငွေတွေလည်းတလဟောဝင်လာတတ်ပါတယ်နော်။အဲ့တော့စီးစဲဥစ္စာနဲ့ ြည့်စုံမဲ့နှစ်ချမ်းသာဒုက္ခတွေရရှိမဲ့နှစ်ဖြစ်ပါတယ်တောက်ကြတဲ့ယောက်ကအဲ့တော့သုံးကျွင်းတိုက်ဖွားတဲ့နည်းနဲ့ဆိုရင်ပဲအညာကဖြစ်တတ်တာဖြစ်ပါတယ်ကျန်တဲ့ချက်တာပြည့်အတွက်ကြတော့အားလုံးကောင်းကျိုးချမ်းသာဒုက္ခတွေရရှိမှာဖြစ်ပါတယ်အဲ့တော့ညံခိုက်တဲ့ဂျုံတွင်းနေတဲ့ကျသာပိသားသူရဲ့နေနဲ့ဒီတပိုင်းကြမှာဆိုရင်ဇရာနေနဲ့ကကိုယ့်ရဲ့ကျသာပိနေတိုင်းအိရာရွှေ့ရမှာဖြစ်ပါတယ်။နေရာခက်ခဲရှင်တစ်ခါလဲရတမိုက်လဲရရွှေ့လိုက်ပါ ဆင်းရဲနွမ်းပါတဲ့သူတွေခရီးစိတ်လမ်းစိတ်လူတန်းပေးရမှာဖြစ်ပါတယ်။အော်မြန်မာပြည်တစ်ပတ်ခရီးဘူးခရီးထွက်ရမှာဖြစ်ပါတယ်။အင်္ဂါတွေတိုင်းစီသွေးငါးဘွယ်ခရီးမှာလူပါမယ်။ဒါတောက်ကြတက်ရောက်ကြရတာပေါ့နော်။အုံနီမထဲရအောင်ကြတာပဲတွေတိုင်းမုံစိပေါင်း၃ဘွယ်ကလူတက်ရမယ်။အုံနီမထဲရအောင်ဒါကောင်းညှချမ်းသာသူကရရရှိမယ်နှစ်ဖြစ်ပါတယ်။ထပ်မှပြီးတော့ကြတာဝိသားသမီးအနေနဲ့ကအိုးပိုင်အိမ်ပိုင်ရရှိမယ်နော်။ အိမ်ပြရမယ်အိမ်ဆောင်ရမယ်အိမ်တော်တွေကြတဲ့တွေအိမ်တော်ကြရင်လည်းကောင်းသောကြခြင်းတွေဖြစ်တတ်တဲ့နှစ်ကံကောင်းမဲ့နှစ်တွေရတော့အသက်30နှစ်20 28 36 45 60 68 64 96 94 95 96 94 95ဖြစ်ပါတယ်အဲ့နှစ်တွေရတော့အလူတန်းတွေလောရတယ်ဦးသိင်းသူတွေဝင်တတ်တယ်ဦးပိုင်ပိုင်တွေရတယ်တော်တော်ကြတာပရင်းနေနေတော့ဘုံမီတက်ရောက်ဖြစ်တယ်ဝိနံပြမိတဲ့အတွက်ကျမ်းမာရေးအနေနဲ့ညံ့ တက်ပါတယ်နောက်ထိမိကိုင်းမိလေမဆိုးတလောက်ဖြစ်တယ်စာဝေးသားသမီးဒီတပိုင်းချောင်းကြားရောက်နေတဲ့စာသာဝေးသားသမီးတွေနေကမဆိုးတလောက်အញ្ញခိုင်တူတွေရှေ့နေတယ်ကျမ်းမာရေးနဲ့ပတ်သက်တာတွေထိမိကိုင်းမိတွေယူဆရမှာဖြစ်ပါတယ်နောက်တစ်ချက်ကနာမည်မှာကြာသာပရိသတနည်းဥလေးဆုံးမှဲ့ထားတဲ့သူတွေတို့ကလည်းအញ្ញခိုင်တွေဖြစ်ပေါ်တတ်ပါတယ်ဥပမာမဲအောင်လို့နော်မဲဦးလို့ ပပပမနဲ့စားပြီးအားနဲ့သုံးတိုင်းနိုင်ပိုင်းရှင်တွေပြတ်ကြတော့အငြင်းခိုက်လေးတွေမဆိုးတော့ဖြစ်ပေါ်တတ်ပါတယ်။နောက်တစ်ချက်ကမာဘုတ်တွေ့ကျွင်းကြတာပဲဘင်္ဂါဘွားကြတာပရိရေအနေနဲ့ကလည်းအငြင်းခိုက်လေးတွေမဆိုးတော့ကြုံတွေ့တတ်ပါတယ်။အဲ့တော့ကျန်တဲ့ကြတာပရိရေအနေနဲ့ကတော့ဖုံးတဘိုးဩဇာတွေတိုးတက်လာမယ်။နော်လုံငန်းကင်ငန်းတွေကောင်းလာမယ်။စီးပွားလက်လက်ပွားတွေတိုးတက်လာမယ်နှစ်ဖြစ်ပါတယ်။အဲ့တော့ဒီလိုနေတဲ့အောင်ကြောက်လာရင် အញ្ញံခိုက်တွေကြုံတွေ့နေတယ်ဆိုရင်မကြကနအတိတ်တန်အနေနဲ့တက်တက်လို့စားရမှုတွေပြုလုပ်ပေးပါတနေ့ဥတွေနေတိုင်းဇေဒီတစွဆွတနေ့ဥတွေတောင်းပါစင်မီတက်စေလူခံပေးပါအဲဘုံဘူးနေတိုင်းရှောက်ပြီးတော့ဖရားမှာဆုံးတော့ကက်ပေးပါဘောဘဲသားနဲ့အုံလို့ချက်ပြီးတော့လေးစင်ကြိုင်ထဲမှာထည့်ထည့်ပြီးဖုံးရောက်ကိုပို့ပေးပါအဲဆိုရင်တော့အញ្ញံခိုက်တွေပြေရောက်ပြီးတော့ပြေရောက်တော့မှာဖြစ်ပါတယ်အော်ထပ်မှပြီးတော့ကျန်တာဝိသားသမီးတွေငွေတွေအလုံးဝမနဲ့စီးပွားတွေတက်မှန်းနဲ့ငွေတွေစုမိဆောင်မှုနဲ့ နော်ဖီလပစ္စည်းတွေလက်ဝဲရနာတွေဝင်လာတတ်တယ်အလူတန်းကိစ္စတွေပြီးတော့အမူရတာမျိုးတွေထီပေါက်တာမျိုးချဲပေါက်တာမျိုးတွေဖြစ်ပေါ်မဲ့နှစ်ကပဲအသက်73နှစ်27နှစ်29 39 53 67 69 85အဲ့နှစ်တွေဖြစ်ပါတယ်အဲ့နှစ်တွေရောက်လာရင်ထီစုကြီးတွေပေါက်တတ်တယ်ချဲပေါက်တာမျိုးတွေဖြစ်တတ်တယ်ငွေကြေးလလာပါတွေဝင်လာတတ်တယ် ဲ့မဲ့ကျမ်းပါရင်နည်းနည်းခရုဆိုင်ရမယ်ဥကောင်းနဲ့ပတ်သက်တာတွေဝမ်ပိုက်နဲ့ပတ်သက်တာတွေမျိုးတွေအញ្ញခိုက်ဖြစ်တယ်အဲ့လိုအញ្ញခိုက်ဖြစ်ပေါ်နေအုံးရည်လေးခွက်နဲ့ကိုယ့်ရနေကောင်ပတ်စည်းလိုက်ရင်ဟိုဥကောင်းနဲ့ပတ်သက်တာတွေဝမ်ခိုက်ဝမ်ပိုက်နဲ့ပတ်သက်တာတွေခြေထောက်နဲ့ပတ်သက်တဲ့ကျမ်းပါရင်အញ្ញခိုက်တွေကပြေပြောက်သွားမှာဖြစ်ပါတယ်အိမ်အောင်ရှိတဲ့သူတွေဆိုရင်လည်းသတိထားရတယ်ဘာလို့လဲဆိုတော့အဲ့ဒီနှစ်ကမျက်နှာပွင့်တတ်တဲ့နှစ်မျိုးဖြစ်ပါတယ်လာခစားအလုပ်သမားတွေဆိုရင်လည်း ဒီအဲ့နှစ်ထဲမှာတင်းနေတဲ့အောင်ထွက်ခြင်းစိတ်ပေါ်တဲ့တယ်ဒါပေမဲ့မထွက်တဲ့အောင်တင်းနေတဲ့အောင်ပါနော်မထွက်ပါနဲ့အောက်ချက်ကအဲ့လိုနှစ်ထဲမှာတင်းနေတဲ့အောင်တော့ဘာပဲလုပ်လို့တစ်ခါတည်းမပြီးဘူးနှစ်ကြိမ်တစ်ခါလေပြန်လောက်ရတဲ့တယ်အဲ့လိုတင်းနေတဲ့အောင်တွေရောက်လာရင်ကိုယ့်အိမ်မှာဖိုးမတန်လို့ထင်ပြီးတော့ပစ်ထားတယ်ကြောက်လုံးရှိတဲ့ဘူးတွေခွက်တွေထဲမှာအဲ့ကြောက်ဘူး အယောင်ခက်ပြမြောက်ရှိတတ်တယ်အဲကြောက်ကိုထိတ်မှာအနာလေးလည်းပါတတ်တယ်အဲကြောက်ကိုရှာပြီးတော့လက်စုပ်ကွန်းဝင်မယ်ငွေနဲ့လက်စုပ်ကွန်းဝင်မယ်ဆိုရင်ကိုယ်အနေနဲ့စီးပွားရေးတိုးတက်လာမယ်ပြောသမျှဆိုသမျှတွေအဆင်ပြေအောင်မြင်လာမှာဖြစ်ပါတယ်ဒီလိုနေပြီးမှကိုယ်အိမ် ကိုကိုယ်ဝန်တဲ့ကိုယ်ဝန်ဆောင်တဲ့ရောက်လာပြီးညာအိမ်ညက်တွေတဲခေါ်ရတာမို့ငွေရဲရှိပြီးသားကိုယ်ဝန်ဆောင်တဲ့ရှိခဲ့ရင်ထီဆူကြီးပေါက်တယ်ကိုယ်ဝန်တဲ့တွေဗိုက်ကြီးတွေရှိခဲ့ရင်တင်းနေတာတဲ့အောင်ပါပေါ့နော်ကိုယ်ဆောင်တဲ့ဗိုက်ကြီးတွေကိုယ်နီးနားမှာရှိခဲ့ရင်ကိုယ်အိမ်ကို ရိုင်းညက်တွေလာတဲ့ထီစုကြီးပေါက်တပါတယ်အဲ့လိုနှင်းတော့တင်းနေတဲ့တယောက်ထဲမှာမကြာခဏခီးတွေထွက်လာတဲ့တဲ့တိုးတော့တင်းနေတဲ့တယောက်ကြတာပရိအနေနဲ့က6တွင်းကြတာပရိအထုံးပွားတဲ့နည်းနဲ့အနေငယ်အညံ့ခိုက်ပြီးတိဖြစ်ပေါ်တတ်ပါတယ်နော်အထုံးပွားတဲ့နည်းနဲ့ကြံတဲ့ကြတာပရိတင်းနေတဲ့တယောက်ကအားလုံးကောင်းပါတယ်အဲ့တော့ဒီနေ့ထဲမှာအညံ့ခိုက်တွေပြပြောက်ရှင် ကြာဘူးနှစ်ပွင့်တစ္ဆပန်း6ပွင့်ဖရားမှာကတ်လူအောင်ပဲငကေယုံဖရားမှာထညက်ခဲဆက်တခဲကိုစက်ကူကတော်တွေထည့်ပြီးတော့ကတ်လူပူဇော်အောင်ဖြစ်ပါတယ်အမွေးနဲ့တားရင်းနဲ့တင်းလာတောင်းမှာရှိတယ်ဖရားစင်းတော်တင်းလာနေမှာရေးတက်ပေးရမှာဖြစ်ပါတယ်အဲ့လိုပြုတ်လုံမဲ့ဆိုရင်ကိုယ်ဟာရှိတယ်ဥမှဖြစ်ပေါ်နေအញ្ញမ်းခိုက်ပြီးပြေပြောက်တော့မှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမှာချမ်းသာကြပါစေကျွန်တော်ရဲ့ဒီ channel လေးကို သဘောကျနှစ်ချက်တယ်ဆိုရင် like and share လေးတွေပြုလို့ပါ subscribe လေးတွေနှိပ်သွားပေးပါခင် အားလုံးပြည်ပြောင်းဝေးကွာကြပါစေစမ်းပါချမ်းသာကြပါစေ